မန်ယူအသင်းနည်းပြအော်မရန်ဟာပရီးမီးယားလိမှာယာရုကနေနောက်ထပ်ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ်ရေပန်းအစားဆုံးဖြစ်လာတယ်လို့သိရပါဗျ။မန်ယူသင်းဟာဒီရသည့်ပရီးမီးယားလိ6ပွဲရှင်ပြိုင်အပြီးမှာ2ပွဲနိုင်2ပွဲသရေ3ပွဲရှုံးနဲ့အမှတ်ပေးစရာအဆင့်14နေရာရောက်ရှိနေပြီ။အော်မရန်က ပရီးမီးယားလိပွဲစဉ်33ပွဲရှင်ပြိုင်ရာမှာ34မှတ်သားရယူထားနိုင်ပါတယ်။ဒါပြင်အသင်းနဲ့ကိုက်ညီခြင်းမရှိတဲ့ကစားပုံကိုခေါင်းမာစွာနဲ့ဆက်လက်သုံးဆွဲနေတာကြောင့်ဝေဖန်ပြစ်တင်မှုတွေနဲ့ရင်ဆိုင်နေရပြီးမယူပရိသတ်အများစုကလည်းနီးပြအပြောင်းလဲလုပ်ဖို့လိုလားနေကြတယ်လို့သိရပါတယ်။ဒါကြောင့်ဝက်ဆမ်နီးပြဂရေဟန်ပေါ်တာယာရုကနေထုတ်ပယ်ခံခဲ့ရပြီးနောက်မှာအမိုရန်ကပရီးမီးယားလိကနေနောက်ထပ်ထုတ်ပယ်ခံရမယ့်နီးပြအဖြစ်ရေပန်းအစားဆုံးဖြစ်လာတာပါ မယူသိန်းတောင်ရဲ့ရှေ့သူတွေကနေပြအဝရံကိုထောက်ခံနေစေဖြစ်ကြောင်းပြောကြားထားပေမဲ့အစားထိုးဖို့နေပြကိုရှောက်ဖွေနေပြီဖြစ်ပြီးအင်္ဂလန်လူမျိုးစင်နေပြဟောင်းဆော့ဂိတ်၊ပယ်လစ်နေပြဂလက်စနာ၊ဘရိုက်တန်နေပြဟာစီလာ၊ဘုံမောက်နေပြအိုင်ရာအိုလာတို့ယာထားစင်ရင်နဲ့ပါဝင်နေတယ်လို့သိရပါဗျ။